အိယာထားလင်နောက်ပြီးအရင်မဝင်ကောင်းရှေးတုန်းကမြမဟာယူဆမှာအိယာကနေနိုးထလာပြီဆိုတာနဲ့အိမ်နောက်ပြီးမိဖို့ကြောင့်တဲကိုဝင်ပြီးတော့မှချက်ပြုတ်ဖို့အတွက်ပြင်ဆင်တာမျိုးတန့်စင်ခံသွားတာမျိုးတွေကိုမလုပ်သင့်ဘူးလို့ဆိုထားပါတယ်အိယာထားချိန်လို့ပြောပေမဲ့လည်းမျက်နာတဲသွားတိုက်ပြီးတဲ့အချိန်တကူရေးတန့်ရှင်းရေးတွေပြုတ်လုပ်ပြီးတဲ့အချိန်ကိုရည်ညွှန်းခြင်းပဲဖြစ်ပါတယ်နေ့တနေ့ရဲ့ဏိဒန်းအစာဖြစ်တဲ့အတွက်ကြောင့်မလို့အစာကောင်းမှအနှောင်းသေးချာဆိုသလိုပဲနမိတ်ကောင်းတဲ့အပြုအမူအပြင်ဆင်တွေကို တနေ့တာလုံးအတွက်ကောင်းချီးမင်္ဂလာဖြစ်စေဖို့သတိပေးခဲ့ခြင်းဖြစ်တယ်လို့ပဲယူဆမိပါတယ်။အိမ်ရဲ့အရှိဖတ်မျက်နှာစာကမင်္ဂလာရှိရာနေရာဌာနလက်လာဘတွေဝင်ရာဌာနအဖြစ်မှတ်ယူထားကြပြီးတော့မှအိမ်အနောက်ဖေးဘက်ကိုအညစ်အကြေးတွေဆွံ့ရရဲ့လူတကာအမြင်မတော်တဲ့အရာတွေကိုတင်ဆဲထားတဲ့နေရာလို့မှတ်ယူထားကြပါတယ်။အညစ်အကြေးတွေဆွံ့ရအိမ်သားကိုလည်းအိမ်ရဲ့အနောက်ဘက်မှာပဲထားလို့ရှိကြပါတယ်။အဲ့ရာကနေနိုးထလာပြီဆိုတာနဲ့အိမ်နောက်ဖေးဘက်ကိုရေဝင်ပြီးတော့မှ မိဖို့ချောင်းအလုပ်လုပ်တာတွေအိမ်သာတက်တာတွေစသည်တို့ကနေ့တနေ့ရဲ့အစကိုမင်္ဂလာမဟုတ်တဲ့လက်လာပါမဟုတ်တဲ့အလုံများနဲ့စတင်ခြင်းဖြစ်ပါတယ်မင်္ဂလာမဟုတ်ခြင်းကအာမင်္ဂလာဖြစ်၍လက်လာပါမဟုတ်ခြင်းကလည်းအာလာပါဖြစ်လျာတနေ့လုံးအတွက်အာမင်္ဂလာအာလာပါနမိတ်ကိုဆောင်တဲ့အတွက်ကြောင့်မလို့တားမြစ်ခဲ့ကြခြင်းပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့မနက်အိပ်ရထားပြီဆိုတာနဲ့အိမ်ရှိတကားဖွင့်ခြင်းအိမ်ရှိမျက်နှာစာကိုတန်းစင်ခြင်းဖျားတော့တော့ရေကပ်ပန်းစီမီကက်လူခြင်းတွေကိုပြုလုပ်တတ်ကြပါတယ် ဖျားယဟန် စသည်တို့အတွက်စွန်းစသည်တို့ကိုချက်ပြုတ်ပြင်ဆင်ခြင်းကို ပြုလုပ်နိုင်ပါတယ်ကုသိုလ်အမှုဖြစ်၍အာနမိတ်ကိုခြေဖြတ်နိုင်တယ်လို့ဆိုထားပါတယ်